အားလုံးမင်းနေတာပါကျွန်မဒီနေ့ကပေါ်ပေါ်ပါပါလေးဖြစ်အောင်ဓမ္မီစကြအကြောင်းပြောပြမှာဖြစ်ပါတယ် ဓမ္မီစာချက်ဆိုတာကတော့ကျမတို့စာချက်အတုကိုပြောခြင်းဖြစ်တယ်သူကိုဒီစာချက်နေရာကိုဝင်တဲ့ pronoun မို့လို့ဓမ္မီ pronoun လို့လည်းခေါ်တယ်ပေါ့နော်အဲ့တော့ကျမတို့ဓမ္မီစာချက်ကတော့နှစ်ခုရှိပါတယ် int internet d a t r e တဲ့နော်အဲ့တော့ real စာချက်ကိုကျမတို့ကခဏတအောင်ဒီရွှေ့ဆိုင်ပြီးတော့ပေါ့နော်ဒီစာချက်နေရာမှာ int to d a t r e တဲ့အတုကိုယူသုံးပြီးတော့ရေးတဲ့ပုံစံမျိုးဖြစ်တယ်အဲ့တော့ int ပဲ၃၃ there ပဲ၃၃ ဲ့ဒီအနောက်မှာကျမတို့ကဒီ infinitive phrase တို့เนาะဒီ clause တို့လိုက်ပြီးတော့ရေးလို့ရတယ်အဲ့တော့ဒီသင်ခန်းစာမှာကျတော့ဒီ advanced ဝကြဒီထပ်ပြီးတော့ကျမတို့ပြောပြပေးမှာဖြစ်တယ်เนาะအရင်ဦးဆုံးကျမတို့ dummy စာချက် int နဲ့စမယ်အဲ့တော့ dummy စာချက် int ကိုကျမတို့ club sedan တင်တုံးကเนาะကျွန်တော်တို့ IT အတကူသုံးလာပြီးသားဖြစ်တဲ့အဲ့တော့ဒီတခုခုအမှားပြင်ပေးခြင်းတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်အလေးနဲ့ထားပြီးပြောခြင်းတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်ဓမီစာချက် IT အတကူလည်းသုံးတယ်ထို့အတူကျွန်တော်တို့ဒီ time weather distance situation ပေါ့เนาะအခြေအနေတွေမဒီရာသီဥတုနဲ့ပတ်သက်တာတွေအချိန်ကာလကိုပြောခြင်းတဲ့အခါမျိုးမှာပြီးတော့အကွာအဝေးအဲ့ဒါတွေကိုပြောခြင်းတဲ့အခါမှာလည်းကျွန်တော်တို့ဓမီစာချက်ကိုသုံးတယ်အဲ့တော့ exam မှာ ြည့်မယ် it is raining outside အပြင်မှာမိုးရွာနေတယ်လို့ပြောတယ်အဲ့တော့စာချက်ဒီ anti it เนาะဒါဒီ dummy pronoun တနည်းအားဖြင့် dummy စာချက်မိုးရွာနေတာကိုကျွန်တော်တို့ပြောချင်တဲ့အခါမှာယာတိဥတုကြောင့်ပြောတာပေါ့เนาะမိုးရွာတာပဲဖြစ်ဖြစ်ဒီနှင်းကြတာပဲဖြစ်ဖြစ်เนาะအဲ့တော့ဒီနေတာဒါပဲဖြစ်ဖြစ်ပေါ့နော်စာတပြေရာဒီဥရုနဲ့ပတ်သက်တဲ့ဟာအကုန်လုံးကို ကျမတို့စာကြဲနေမှာ IT8 ကို ထားပြီးတော့သုံးလို့ရတယ် ဲ့တော့တကယ်တကယ်ရီရဲ့စာချက်ကကျမတို့ဘုံတော့ဒီ rainy မိုးရွာခြင်းကိုပြောခြင်းဖြစ်တဲ့အဲ့ဒါမှသူဆက်ကြည့်မယ် it was midnight when they finally arrived အဲ့တော့အရှင်းဝတ်ကြောင်းမှာတော့ဆို raining ဒီကျမတို့တဲ့စာချက် real စာချက်ဒီ raining ဒုတိယဝတ်ကြောင်းမှာကြတော့ it was midnight midnight မှာသူတို့နောက်ဆုံးရောက်လာခဲ့တယ်ဒီကဒီ real စာချက်ဒီကျမတို့တဲ့ midnight ကိုပြောခြင်းဖြစ်တယ်ဒါပေမဲ့အချိန်ကာလကိုပေါ်ညွှန်းခြင်းတဲ့အတွက်ကြောင့် it ကိုစာချက်နေရာမှာ ာထားပြီးတော့သုံးလိုက်တာဖြစ်ပါတယ်။ example 3ကြည့်မယ်။ It seems that that he has changed his mind အဲ့တော့သူစိတ်ပြောင်းသွားပြီလို့ထင်ရတာပဲ ပေါ့နော်ဒါမျိုးရေးထားတယ်အဲ့တော့ဒီဝက်ကြောင့်မှာကျမတို့ sing ဆိုတဲ့ stated word ကိုလာပြီးတော့သုံးထားတယ်သူရဲ့ noun မှာကျမတို့ noun clause ကြီးကိုတွေးတယ် that ဆိုတဲ့ related pronoun နဲ့စထားတယ်စာချက်က he has တင်ကကျမတို့တဲ့ present perfect တဲ့နဲ့သုံးထားတယ် verb phrase အဲ့တော့ဒီ noun clause နော် that နဲ့စထားဒီ noun clause ဒီ real စာချက်ဖြစ်တယ်သို့တော့ကျမတို့ကခဏတောက်ဒီ စာချက်ကို postpone လုပ်ချင်တဲ့အတွက်ကြောင့် ITA ကိုစာချက်နေမှာထားပြီးတော့အရင်ရေးတာအဆိုရင်ခုနကပြောထားတဲ့ time weather distance situation စာချက် postpone ဆိုတာဒီ weather ဒီကျွန်တော်တို့ situation အခြေအနေတရားကိုဖော်ပြပေးခြင်းလို့စာချက်နေမှာ ITA dummy pronoun ကိုရေးလိုက်ခြင်းဖြစ်တယ် example for ကြည့်မယ် it is important to stay calm during emergency เนาะရေးပေါ်နေထားမှာတည်တည်ငြိမ်ငြိမ်နေဖို့ကအရေးကြီးတယ် အဲ့ဒါဒီဝက်ကြောင့်မှာဆိုရင်ကျမတို့ဒီ important ရဲ့အနောက်မှာ to stay calm နော်တည်တည်ငြိမ်ငြိမ်နေဖို့ရန်အတွက်ဆိုတော့ infinitive phrase ဒီကိုကျမတို့တွေ့တယ် adjective ဒီစာချက်မဟုတ်ပါဘူးဒီ real စာချက်က to stay calm during emergency ဒီ real စာချက်နော်သူ့ကို အရှင်းပို့ပြီးရေးမယ်ဆိုရင်ကျမတို့ရေးကြည့်ရအောင်နော် to stay calm during emergency emergency is important ရေးလို့ရတယ်သို့တော့ ဒီ subject ကိုခဏ postpone လုပ်ထားခြင်းနဲ့အတွေ့အကြုံမို့ IT8 ကို subject နေရာမှာထားပြီးတော့ရေးလိုက်ခြင်းဖြစ်တယ်။ နောက်ကြောင်းဆက်ကြည့်မယ် it took 3 hours to complete that task နော်ဒီ task ကိုဒီပြီးမြောက်ဖို့အတွက်အချိန်3နာရီယူရတယ်ဒါဒီကျွန်တော်တို့ဒီ3 hour နော်အဲ့ဒါကိုပြောခြင်းဖြစ်တယ်အဲ့တော့ to complete that task ပြီးမြောက်ဖို့ရန်အတွက်ကဒီဘလောက်ယူရလဲအချိန်3နာရီကြာတယ်အဲ့တော့ logic ရဲ့အရာဆိုရင်ဒီ wager ရဲ့စာချက်ဒီ3 hour မဟုတ်ဘူး3 hour ဒီ took ဆိုတဲ့ via object နေရာမှာရှိတာအဲ့တော့သူရဲ့ real subject က to complete that task ်เนาะဒီ task ကိုပြီးမြောက်ဖို့ရန်အတွက်က took 3 hour လို့ပြောခြင်းဖြစ်တယ်အဲ့တော့ dummy စာချက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီ infinitive phrase တို့เนาะ edit ရဲ့နောက်မှာ infinitive phrase လိုက်တာတို့ဆက်ပြီးတော့ကြည့်ရအောင်အဲ့တော့ကျမတို့ dummy စာချန် IT8 ကို stated ဘာတွေနဲ့တွဲပြီးတော့ရေးထားတဲ့ဝါကျလေးတွေဘာသာပြန်ကြည့်မယ် example one it seemed that the result was miscalculated เนาะအဲ့တော့ရလောက်ကိုမှားယွင်းတွက်ချက်ထားတယ်လို့နေထင်ရပါတယ်ဖြစ်ပုံပေါ်ပါတယ်เนาะ seem ဒီဖြစ်ပုံပေါ်ဒီထင်ရသည်ဆိုတဲ့ stated ဘာအဲ့တော့ဒီနောက်မှာလာပြီးရေးထားတဲ့เนาะ dark cloud ဒီ weather အတွက် real subject ဖြစ်တယ် နော်ဒီစင်ဖြစ်ပုံပေါ်ဒီထင်ရသည်ဆိုတော့ဘာဒီကျွန်တော်တို့ဒီနောင်းလို့နေတယ်ပေါ့နော်နောက်မှဘာကိုထင်တာလဲဆိုတော့ object ဝင်တဲ့အတွက်ကြောင့်ဒီဓာတ်နဲ့ရေးထားတဲ့ဒီ clock ဒီ object နေရာကိုဝင်တော့ noun clock ဖြစ်တယ်နော်အဲ့တော့ဒါဒီ real subject example 2 it appear that she has already submitted the report စီရင်ခံစာကို သူမက already submitted တင်သွင်းလိုက်ပြီအဲ့တော့ဒီ dark law ဒီဒီ word ကြအတွက် real subject ဒီ တာကလောဖြစ်တယ်ဗောနော်အဲ့ဒါကို postpone လုပ်တဲ့သဘောအနေနဲ့ ITA ကိုစာချန်နေရာမှာထားပြီးတော့ရေးပြထားခြင်းဖြစ်တယ် example 3 it turned out that they had been right all along တောင်းလျှောက်သူတို့မှန်လာခဲ့တယ်နော်သူတို့ကမှန်မှန်ကန်ကန်နေထိုင်လာခဲ့တယ်ဆိုတာကို turn out နောက်ဆုံးမှာတော့တသက်ပြလိုက်နိုင်ပြီဗောနော်ပြပြသားနိုင်လိုက်ပြီလို့ပြောခြင်းဖြစ်တယ်အဲ့တော့ဒီ dark cloud ဒီကျမတို့အတွက်ဒီ subject ဖြစ်ပါတယ်ဒီ dark နဲ့စထားတဲ့ cloud နော် example 4ကြည့်မယ် it was obvious that he doesn't trust us anymore အဲ့တော့သူငါတို့ကိုဘလို့နီးနမ်းမှမယုံတော့ဘူးဆိုတာကထင်ရှားနေတယ် ဒီဝက်ကြောင့်ပါဆိုရင်လည်းအဲ့ဒီအတိုင်းပဲ obvious ဒီ part of speaker adjective adjective ဒီဘယ်လိုနည်းနဲ့မှဒီကျွန်တော်တို့စာချက်မဖြစ်နိုင်ဘူးเนาะ adjective ရဲ့လောက်ကနောင်းကိုပဲ modify လုပ်ပေးတာအဲ့တော့ဒီဝက်ကြောင့်တော့ကျွန်တော်တို့သူရဲ့စာချက်ဒီ dark cloud ဖြစ်တဲ့ he doesn't trust us anymore ဘယ်လိုနည်းနဲ့မှငါတို့ကိုမယုံတော့ဘူးအဲ့တော့ကိုကျွန်တော်တို့ကခဏ postpone လုပ်ပြီးတော့ ita ကိုစာချက်နေရာမှာထားခြင်းဖြစ်တယ် example 5 it surprised everyone that the quiet student won the debate အဲ့တော့ကဒီမှာ surprise ဒီစာချက်ရဲ့ feel လည်းမဟုတ်ဘူးเนาะ past tense အနေနဲ့သုံးထားတာဒါ verb do ဝန်တည်လဲ verb do အဲ့တော့ကြောင့်မို့လို့ဒီ surprise ကိုကျွန်တော်တို့ verb form နဲ့သုံးထားခြင်းဖြစ်တယ်အဲ့ဒါကလူတိုင်းကိုအံ့အားသင်စေသည့်ဘယ်လိုအံ့အားသင်စေလဲဆိုတော့ the quiet student က debate မှာနိုင်သွားတယ်အဲ့တော့ဒီ logic ရဲ့အရာစာချက်ဖြစ်နိုင်တဲ့သူသည် quiet student debate မှာနိုင်တယ်ဆိုတဲ့အရာကလူတိုင်းကိုအံ့အားသင်စေတာ နော်ဒီ everyone ဒီစာချက်မဟုတ်ဘူးနော်အဲ့ဒါကလူတိုင်းကို object ဖြစ်တယ်အဲ့တော့ real subject logical စာချက်ဒီ that clock ကိုပြောခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ dummy စာချက်နဲ့ that clock နဲ့တွဲတဲ့ဝတ်ကြပြီးပြီဆိုတော့အဲ့ dummy စာချက်နဲ့ကို infinitive phrase နဲ့တွဲတဲ့ဝတ်ကြသွားမယ် เนาะအဲ့တော့ဒီမှာစကြည့်မယ် it is important to remain calm during a crisis အကြံတဲတခုတွင်မှာတည်တည်ငြိမ်ငြိမ်စက်နေဖို့ဆိုတာကအရေးကြီးတယ်အဲ့တော့ဒီဝဲအကြအတွက်ဒီ real subject က to remain conjuring a crisis ဆိုတဲ့အရာဒီ real subject အဲဆိုရင် subject နေရာမှာထားပြီးရေးလို့မရဘူးလားဆိုရတယ်ရေးကြည့်ရအောင် to remain conjuring a crisis is important အဲဆိုဘာသာဝင်ရေးလဲဒီ subject ကိုခဏ postpone လုပ်တဲ့သဘောအနေနဲ့အနောက်ရွှေ့ပြီး dummy subject တနည်းအားဖြင့် dummy pronoun it ကို subject နေရာမှာထားပြီးရေးခြင်းဖြစ်တယ် exam မှာနောက်တော့ဆက်ကြည့်မယ် it was difficult to convince them of the truth ဒီအမှန်တရားเนาะဒီအမှန်တရားကိုသူတို့ကိုဒီ convince ကဆွဲဆောင်စည်းရုံးတာတနည်းအားဖြင့် persuade လုပ်တာပေါ့เนาะအဲ့တော့သူတို့ကိုကျမတို့အမှန်တရားယုံကြည်အောင်လုပ်ဖို့အတွက်ကအယံကိုမှခက်ခဲတယ်ပေါ့เนาะလက်မခံချင်တဲ့သူတို့ကတော့တကောင်လုံးချပြလဲခက်နေမှာပဲအဲ့ဒီအတွက်ကြောင့်အမှန်တရားကိုလက်ခံအောင်ဆွဲဆောင်စည်းရုံးဖို့ကအယံခက်ခဲတယ်အဲ့တော့ difficult ကဒီကျမတို့ attitude attitude ဒီဘယ်လိုနည်းနဲ့မှစကြမဖြစ်နိုင်เนาะသူရဲ့ ောက်မှလိုက်တာတဲ့ infinitive phrase ဒီကျမတို့တဲ့ဒီ true subject ပေါ့နော် subject assessment က infinitive phrase နဲ့စထားတဲ့ဒီ second zoo ဖြစ်တယ် example 8 it will take months to complete the project ဒီ project ကိုပြီးမြောက်ဖို့အတွက်လပေါင်းများစွာယူရတဲ့ အဲ့ဆိုရင်ကျွန်တော်တို့ဒီဝက်ကြောင့်မှာဆိုလဲထို့အတူပဲ to complete the project ဆိုတဲ့ရသည် infinite phrase နဲ့စထားတဲ့ real စာချက်ဖြစ်တယ်เนาะသူ့ကိုကျွန်တော်တို့ IT IT ညောင်မှာထားပြီးရောရေးလို့မရလားရတယ်เนาะရေးကြည့်ရအောင် to complete the project ပြီးမြောက်ဖို့ရန်အတွက် will take months လောက်ပေါင်းများစွာယူရတဲ့ဒါမျိုးပြောခြင်းဖြစ်တယ်เนาะ IT8 ကိုရှင်းပို့လိုက်တော့ဒီ real subject ကို postpone လုပ်တဲ့သဘောဖြစ်သွားတယ် It to do the exam at night if we're going to help other အဲ့တခြားလူတွေကိုကူညီရတဲ့အခါမှာဆိုရင် စိတ်ထဲမှာပေါ့နော်နေလို့ထိုင်လို့ကောင်းတယ်အဲ့တော့ဒီနေရာမှာ GOD good win လာတာတတိထားမိမယ် feel ဒီကျွန်တော်တို့ရဲ့ sense ပေါ့နော်ဒီအာယုံခံစားမှုနဲ့ပတ်သက်ပြီးတဲ့ဘာဖြစ်တယ်အဲ့တော့ဒီမှာ why ရဲ့နောက်မှာ light လာတဲ့အရာဒီကျွန်တော်တို့ AG dit သူဒီ sense why ရဲ့နောက်မှာဆိုနောင်းတော့ဖို့ကျွန်တော်တို့ AG dit ပဲ light လို့ရတာနော် it feel world လို့လာရေးလို့ မရဘူးအဲ့တော့ to help others အခြားသူကိုကူညီခြင်းသည်ဒီဝါဝါကြအတွက် real subject ဖြစ်တယ်။ example 10 it would be unwise to ignore the warning sign not the the beta မြင့်တဲ့ဒီ sign တွေကို ignore လေးလျူရှုတယ်ဆိုတာကဉာဏ်ပညာမဲတာပဲတဲ့သူကအဲ့လိုပြောတယ်။အဲ့တော့ real subject သည် to ignore the warning sign เนาะအဲ့ဒါဒီ real subject ဖြစ်ပါတယ်။ အဲ့တော့ THGI ဒေယာပေါ့နော်တည်နေရနဲ့တည်ရှိနေမှုအဲ့တော့တစ်ခုခုကအဲ့ဒီနေရာမှာရှိနေတဲ့အဲ့လိုမျိုးကျမတို့က intro နော်ဒီအစပြိုပေးတာကြေညာပေးတဲ့အခါမျိုးမှာဆိုရင်ဒီ THGI ဒေယာကိုစကြက်နေရာမှာထားပြီးတော့သုံးတယ်အဲ့တော့အလွယ်မှတ်ရမယ်ဆိုရင်တည်ရှိနေမှုနဲ့တည်နေရနော် existent ဒါတီစီနေတာဘယ်မှာရှိတယ် that is a pagoda on the hill တောင်ကုန်းလေးပေါ်မှာဖျားလေးတစုရှိတယ်ဒါတီနေရ occurrence တွေ့ရတာ location တီနေရဒါမျိုးပြောရအတော့ there are many student in the class တန်းထဲမှာကျောင်းသားတွေအများကြီးရှိတယ်ဒါကိုမြင်လိုက်တဲ့အများကြီးကိုကမြင်တာအဲ့ဒါကြောင့်မို့လို့ there ကို suggest နေရမှာထားပြီးတော့သုံးတယ်အဲ့တော့ဘယ်လို pattern တွေနဲ့သူ့ကိုတွေ့ပြီးတွေ့ရလဲဆိုတော့ကျွန်တော်တို့၄ခုရှိတယ် ်နော်အဲ့တော့ infinitive phrase နဲ့လည်းဒီ there ဆိုတဲ့ dummy စာချက်နဲ့တွဲပြီးသုံးတယ် that clock နော် that the relative pronoun နဲ့စာထားတဲ့ clock wh question 1နဲ့စာထားတဲ့ clock အဲ့ဒါတွေနဲ့လည်းတွဲသုံးသလို gerund phrase လို့ခေါ်တဲ့ဒီ verb ing နဲ့စာထားတဲ့စကားစုတွေနဲ့လည်းကျွန်တော်တို့ there ကိုစာချက်နေရာမှာထားပြီးရေးလို့ရတယ်အဲ့တော့ there ကိုသုံးပြီးတော့ကျမတို့ဝက်ကြလေးတွေဒီမှာရေးပြထားတယ် tense သုံးခုစလုံးပါအောင်ထပ်ပေးထားတယ်ပေါ့နော် pattern အရဆိုရင်တော့ there ကိုစကြဲနေရာမှာထားပြီးရေးမယ်ဆိုရင်အနောက်မှာကျွန်တော်တို့ noun လဲထည့်လို့ရတယ်ပြီးတော့ infinitive free to never zero wh question 1နဲ့စထားတဲ့ clause ဒါနဲ့စထားတဲ့ clause နဲ့ပါလို့ရတယ်လို့ခုနကပြောသွားတဲ့ဒီ ွားပေါ့နော် gerund phrase v i n g v ကို i n g ပေါင်းထားတဲ့စကားစုလေးလိုက်လို့ရတယ်လို့ပြောထားတယ်နော်အဲ့တော့ example လေးစကြည့်မယ် example 1 there is a book on the table စပွဲပေါ်မှာစာအုပ်တော့ရှိတယ် vana ကလေးရဲ့နောင်က singular ဆိုရင် va ဒီကျွန်မတို့အတွက်ဟိုပါပေါ့နော်ဒီ subject ကအဲ့ဒီ vana ကလေးရဲ့နောင်ဖြစ်တဲ့အတွက်ကြောင့် va ကိုလည်းကျွန်မတို့ဒီ conjugate လုပ်ဖို့လိုတယ် a book လို့ပြောရတဲ့အတွက်ကြောင့် is ဒီညမှာ many books ဆိုရင်ဒီညမှာ there are ဖြစ်သွားမှာ နော် example 2 there were several reason for his absence သူရပြက်ကွက်မှုတဲ့အကြောင်းပြချက်တွေအများကြီးရှိတယ် reason မှာ s ပေါင်းထားတဲ့ plural form ဖြစ်တဲ့အတွက်ကြောင့် were ကိုတုံတာခြင်းဖြစ်တယ် example 3 there has been a mistake in the report စီရင်ခံစာမှာအမှားတစ်ခုရှိတယ်အမှားတည်တစ်ခုတည်းဖြစ်တဲ့အတွက်ကြောင့် HSS ကိုတုံတာခြင်းဖြစ်ပါတယ် example 4 there seem to be a misunderstanding နားလည်မှုလွဲတာပေါ့နော်အဲ့တော့ misunderstanding ဒီတစ်ခုပဲဖြစ်တဲ့အတွက်ကြောင့် 16မှာ expounder ခြင်းဖြစ်ပါတယ် example 5 there will always be hope for those who try အဲ့တော့ user တဲ့သူအတွက်မျော်လင့်ချက်ဆိုတာကအမြဲတမ်းရှိတယ်เนาะအဲ့တော့ present tense past tense perfect tense เนาะ present perfect ဒီ main verb နဲ့လည်းယူသုံးထားတယ် modern auxiliary verb နဲ့လည်းသုံးပြထားတယ် future tense အဲ့တော့ကျွန်တော်တို့နည်းနည်းလေး complex ဖြစ်တဲ့ဝေချောင်းသွားမယ် example there seem to be a misunderstanding between the department အဲ့တော့ဌာနနှစ်ခုရဲ့အကြာเนาะနှစ်ခုကြောင့်မလို့ between ကိုသုံးတာအများကြစုဒီနေရာမှာ mn လာလိမ့်မယ်အဲ့တော့ဌာနနှစ်ခုကြောင့်မှာ misunderstanding ရှိတယ် real စကြတဲ့ a make understanding သူဒီ real စကြအဲ့ဒါကြောင့်မို့လို့ဒီ main verb ဖြစ်တဲ့ sing ကို s ပေါင်းထားခြင်းဖြစ်တဲ့အဲ့တော့ there ဆိုတဲ့ demi စကြကိုသုံးမယ်ဆိုရင်ကျမတို့ဒီဟာပေါ့နော်ဒီ noun နဲ့ like လို့ရတယ်လို့အနောက်မှာ to never zero ပါတဲ့ infinitive phrase လဲရေးလို့ရတယ်ဆိုတော့တွေ့ရမယ် example 7 there have been several attempt to fix the issue issue ဆိုတာက problem ပြဿနာဒီပြဿနာကို to fix ဖြေရှင်းဖို့အတွက် several attempt ကြိုးပမ်းမှုတွေအများကြီးရှိခဲ့သည်ကြိုးပမ်းမှုသည်ဒီမှာတို့ဒီ plural form s ပါတဲ့အတွက်ကြောင့် have ကိုပုံထားခြင်းဖြစ်ပါတယ် နော်အဲ့တော့ re ရဲ့သူတက် logical ကြားတဲ့ဖြစ်နိုင်ခြေရှိတဲ့ဒီ subject ဆိုတာကကျွန်တော်တို့အတွက်ဒီ several attempt to fit the issue ဒီဒါဒီ re ရဲ့ subject နော်ဖြစ်နိုင်ခြေရှိတဲ့ subject example အကြည့်မယ် there is likely to be a delay due to bad weather နော် bad weather ကြောင့်နော်နှောင့်နေမှုရှိလိမ့်မယ်နော် likely ဆိုတာဖြစ်ပုံပေါ်သည်အလားအလာရှိသည်ဖြစ်နိုင်ခြေရှိသည်လို့ပြောတာ power of speech ဆိုရင်သူက adjective အရှိမ bad to be နဲ့တွဲပြထားတယ်နော်အဲ့တော့ကျမတို့ဒီ word ကြောင့်ကြည့်လိုက်တဲ့အခါမှာအဲဒီလေးဆိုတဲ့နောင်းဒီဒီဝဲကြအတွက် real subject ဖြစ်တယ်။အဲ example 9 there used to be a library where the park now stand အခုတော့ပန်းချန်ရှိတဲ့နေရာက ဒီ a library ဒီ sajee dot အရင်ကရှိခဲ့တဲ့နေရာဖြစ်တယ် used to ကိုသုံးထားရနော် there ဆိုတဲ့ dummy sajee နဲ့ used to နဲ့ခြားတယ်မှာ but to be မပါတဲ့အတွက်ကြောင့်ဒါသည်အတိတ်ကဖြစ်ခဲ့တဲ့အရာဒီနေ့အဖြစ် habitual past အရင်တုန်းကရှိတာအခုမရှိတော့ဘူးလို့ပြောခြင်းဖြစ်တယ် example 10 there have been to be a doctor နေရာပိုင်း when the accident occurred နော်အဲ့တော့ကမတော်တဆဖြစ်ပွားမှုဖြစ်နေတဲ့အချိန်မှာဆရာဝန်တဦးကအနီးနားမှာရှိခဲ့တယ်လို့ပြောတယ်အဲ့တော့ဒါကိုပိုင်းခြားမယ်ဆိုရင်ကျမတို့ when ဆိုတဲ့ w8 question 1နဲ့စာထားတယ် accident noun ရယ် occur ဆိုတဲ့ verb ရယ်အဲ့ဆိုရင်ကျမတို့ဒါဒီ clause ဖြစ်သွားပြီအဲ့တော့ clause နဲ့ noun မှာ like ရေးလို့ရတယ်လို့ပြောတယ်နော် infinitive phrase လည်းရတယ်လို့ clause နဲ့ like ရေးလို့ရတယ် wh နဲ့ပဲစာစာ th jd ဒါနဲ့ပဲစာစာတိုက်တာထည့်လို့ရတယ်အဲ့တော့ဒီ accident ီဒန့်ဖြစ်တဲ့အခါမှာနေရာပိုင်အနီးအနားမှာဆရာဝန်တက်ဦးရှိနေခဲ့ပါသည်เนาะဒါမျိုးပြောခြင်းဖြစ်ပါတယ် ဲ့တော့ကျွန်တော်တို့ advanced sudden လေးတွေဆက်ကြည့်မယ် there is no reason to doubt his ability to succeed အောင်မြင်ဖို့ရန်အတွက်သူရဲ့ကုစားကုစားကိုကျွန်တော်တို့တန်တရားဖြစ်စရာမလိုဘူးအဲ့တော့ဒီဝမ်းကြောင့်မှာဆိုရင် dummy စကြက်တရားကိုစကြက်နေရာမှာထားထားတယ် main verb က is အစ main verb နဲ့ကပ်နေတဲ့ဒီ no reason reason ကိုကြည့်လိုက်တဲ့အခါမှာ singular ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့သူ့ကိုဒီ singular နော်ဒီ is is ကိုသုံးပြထားခြင်းဖြစ်တယ်အဲ့ဆိုရင် real စကြက်က no reason to doubt နော် ော်ဒါဒီကျွန်တော်တို့တွေ3 year စာချက်ဖြစ်တဲ့အိဇာမှာတွေ့ကြည့်မယ် there seem to be a lot to learn in this new research area the research area အသစ်မှာပေါ့နော်လေ့လာသင်ယူစရာတွေအများကြီးရှိတယ်တဲ့အဲ့တော့ main part က sing sing ကိုကျွန်တော်တို့က s ပေါင်းထားတယ် ဲ့တော့သူ့ရဲ့ဒီမူရင်းပေါ့နော် real စကြက်ဒီကျွန်တော်တို့ infinite freshness စထားတဲ့ to be a love to learn ဆိုတဲ့အရာဒီဒီ real စကြက်ဖြစ်တဲ့ postpone လုပ်တဲ့သဘောတနည်းအားဖြင့် delay လုပ်တဲ့သဘောနဲ့အနောက်ပို့ပြီးတော့ dummy စကြက်ကိုယူသုံးထားခြင်းဖြစ်ပါတယ် example 3 there is no doubt that she will win the award ဒီဆုလတ်ကိုသူမနိုင်လိမ့်မယ်ဆိုတာကတန်တရားမရှိပါဘူးเนาะအဲ့တော့ဒီဝမ်းကြောင်းမှာကြည်လိုက်တဲ့အခါကျ real စကြက်ဒီ relative pronoun ဓာတ်နဲ့စထားတယ် subject ရယ် verb ရယ် part တဲ့ clause က real ရယ် subject ဘာကြောင့်အဲ့လိုပြောလဲဆိုတော့သူ့ကိုကျွန်တော်ပြန်ပြန်ရေးလို့ရတယ်ရေးကြည့်မယ် she will win the award is no doubt သူမဒီဆုလတ်ကိုရမယ်ဆိုတာကတန်တရားဖြစ်စရာအကြောင်းမရှိဘူးเนาะဒါမျိုးပြောတာ example က for uh, there remain the question of how we can reduce the costs ဒီကုန်ကြမ်းစည်းကို how we can reduce ဘယ်လိုမျိုးလျှော့ချရမလဲဆိုတာကဒီမေးစရာမေးခွန်းထုတ်စရာဖြစ်နေဆက်ပြီးတော့ရှိနေတုံးမယ်လို့ပြောတယ်အဲ့တော့ဒီမှာစာချက်ကိုကြည့်လိုက် စာပြဆိုတဲ့အရာကနော် va ကိုကြည့်လို့ပြောတာအဲ့တော့ va ဒီ remain remain မှာကျွန်တော်တို့ s ပေါင်းထားတဲ့အတွက်ကြောင့်သူရဲ့စာပြဒီ singular ပဲဖြစ်ရမှာနော်အဲ့တော့ singular ပဲဖြစ်မှာ the question of how we can reduce the cost ဆိုတဲ့အရာဒီ real စာပြဖြစ်တဲ့ remain ကကျွန်တော်တို့ရဲ့ main va စာပြဒီ singular ဖြစ်တဲ့အတွက်ကြောင့် va ကို s ပေါင်းထားခြင်းဖြစ်တဲ့အဲ့ဒီမှာနောက်တစ်ခုကြည့်မယ် that appear to be a need to improve the system immediately နော်ဒီစနစ်ကိုတဲ့ချက်ချင်းကြီး improve းဖို့အတွက်ဆိုတာကလိုအပ်ချက်တစ်ခုဖြစ်တယ်အဲ့တော့ real စပြက်ဒီ i need to improve the system immediately เนาะအဲ့တော့ဒီနောက်မှာကပ်ပါလာတဲ့ noun ဒီကျွန်တော်တို့အတွက် real စပြက်ဖြစ်တယ်နောက်ဆုံးတစ်ခုကြီးမယ် there has been a growing concern that students are relying too heavily on AI2. AI2 တွေပေါ်မှာเนาะ alone အမြင် rely on ဆိုတာက depend on ကိုပြောခြင်းဖြစ်တဲ့မိခိုနေတဲ့ဒီចောင်းသားတွေပေါ့เนาะအဲ့ဒါတွေကကျမတို့ growing concern ဆိုတာကဒီ increase ဖြစ်လာတဲ့သဘောမျိုးပြောခြင်းဖြစ်တဲ့အဲ့တော့ဒါကြီးကဆက်လက်ပြီးတော့လည်းဖြစ်နေအောင်မှာဖြစ်တဲ့အတွက်ကြောင့်သူဒီ present perfect တန်းနဲ့တုံးပြထားခြင်းဖြစ်တယ်เนาะအဲ့တော့ကဒီမှာ relative pronoun that နဲ့စထားတဲ့ဒီ noun clause ပေါ့เนาะဒါကြီးကကျမတို့တဲ့ real ရဲ့စာချက်ဖြစ်ပါတယ် ယ်။အဲတော့ကျွန်မဒီနေ့သင်ခန်းစာကိုပြန်ပြီးတော့ summarize လုပ်မယ်။ဓာမီစာချက်အကြောင်းပြောသားတယ်။ဓာမီစာချက်ဆိုတာကစာချက်အတုစာချက်နေရာမှာကျွန်တော်တို့ခန္ဓာယူသုံးတဲ့သဘောနှလုံးရှိတယ်။ IT is နဲ့ DATRE there ။ เนาะ id ဆိုတာက ကျွန်တော်တို့ pronoun ထိုဟာ၎င်းအဲ့တော့အဲ့ဒီထိုဟာ၎င်းဆိုတဲ့အရာကို ကျွန်တော်တို့စကြန်နေရာမှာထားပြီးတော့ဘာအတွက်သုံးလဲဆိုရင် time weather distance situation နဲ့ real စကြန်ကို postpone လုပ်ထားတဲ့အချိန်မှာယူသုံးတယ် thegi တရားလဲထိုအတူပဲကျွန်တော်တို့ existing နဲ့ location existing ဆိုတာကတနေရာရာမှာ exist တည်ရှိနေမှုကို ဖော်ပြတာ location เนาะဒီနေရာတနည်းအားဖြင့် occurrence အဲ့ဒီမှာတွေ့တာအဲ့လိုမျိုးဒီတွေ့ရှိရမှုနဲ့ဒီနေရာကို ဖော်ပြဖို့အတွက်သုံးသလို real စာချက်ကို postpone လုပ်ထားတဲ့အချိန်မှာ ဒီလေးလောက်ထားတဲ့အချိန်မှာလည်း DHI တဲရကို subject နေရာမှာထားပြီးတော့သုံးတယ်အဲ့တော့ there ပဲဖြစ်ဖြစ် int it ပဲဖြစ်ဖြစ် သူရနောက်မှာတွန်းသုံးလို့ရတဲ့ structure pattern ကတော့ကျမတို့ noun တွေလည်းရှိသလိုဒီစကားလုံးတွေစကားစုတွေပေါ့နော် phrase တွေအဲ့ဒီနေရာမှာ infinitive phrase နဲ့သုံးလို့ရတယ် THAD than နဲ့စထားတဲ့ relative pronoun နဲ့စထားတဲ့ clause တွေပါတယ် WH question 1နဲ့စထားတဲ့ clause တွေလည်းယူသုံးလို့ရတယ်လို့ဘာ ိုအန်အင်းကြီးပေါင်းထားတဲ့ Jeran Freeze နဲ့လည်းတုံလို့ရတယ်ပေါ့နော်အဲ့လို့ဆိုရင်တော့အဆင်ပြေမယ်လို့ယူဆပါတယ်ကျေးဇူးတင်ပါတယ်ရှင်